ရိသမနာအားလုံးပဲမင်္ဂလာခင်ဗျာ one friday by 1 to 6 game way ရဲ့စတမမြောက်တွဲဆိုင်ပွဲစဉ်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့စတမမြောက်တွဲဆိုင်ပွဲစဉ်မှာကျွန်တော်တို့ရဲ့ map fighter လေးနဲ့တစ်ဖက်ကထိုင်းဝိုင်း fighter ကြီးဆမ်မီတို့ထိုးခဲ့ရတယ်မြန်မာ fighter လေးကတော့သွေးရင်းထက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့သွေးရင်းထက်ကဒီပွဲအနိုင်ရခဲ့ရင်အမေရိကန်ဒေါ်လာတသိန်းနဲ့စက္ကစီရရှိဖို့နှိစက်နေတာကြောင့်မြန်မာပြည်သက်တွေကလည်းအားတက်သရောကြီးစုအားပေးခဲ့ကြတယ်ဒါပေမဲ့ဖြစ်ပြီးတော့မျောတိုင်းဝေးဖြစ်ခဲ့ရတယ်ပေါ့လေ ဘာကြောင့်လဲဆိုတော့သွေးလင်းထက်ကအဆုံးရလာနေရင်ဆိုင်လိုက်ရလို့ပါပဲသွေးလင်းထက်ကဒီပွဲမှာတော့ရှေ့ရပွဲစဉ်တွေလောက်ပုံစံကောင်းထုံးပြနိုင်ခဲ့ဘူးလိုအပ်ချက်တွေများလုံးခဲ့တယ်အထူးသဖြင့်ဒုတိယပွဲချီတစ်ဝက်လောက်မှာသူတက်လုံကျသွားခဲ့တယ်တတိယပွဲချီမှာ ဆိုရင် လုံးဝတက်လုံကုန်တဲ့ပုံစံမျိုးနဲ့စိတ်ပြည့်စရာကောင်းအောင်ကစားနေတာတွေ့ခဲ့ရတယ်ခင်ဗျဒီပွဲစဉ်မှာသွေးလင်းထက်ကပတ်တရောင်တွေကိုထုတ်သွင်းဖို့အချိန်ချင်းအလီလီကြိုးစားခဲ့တယ်ဒါပေမဲ့ တချိန်ကလွယ်ပြီးမောင်မြင်ခဲ့ဘူးပေါ့လေ။ဒါပေမဲ့တချိန်ဆိုတချိန်ရောက်ထိကြတော့မှန်ခဲ့တယ်။အဲ့ဒီချိန်မှာဆံမေနောက်တောင်းကျသွားတယ်။အမတ်စင်ရေးအတွက်ခံလိုက်ရတယ်။ပထမပွဲကြီးမှာတော့နှစ်ယောက်အပြိုင်ဆိုင်ထိုးတယ်။အဲ့လိုအပြိုင်လမ်းရှင်ထိုးနေတဲ့အချိန်မှာသူရင်းတစ်ခါနေဆံမေရဲ့မျက်လုံးကိုနှိုက်လိုက်မိတယ်လို့ဖြစ်သွားလို့ဆံမေကပွဲဆက်ထိုးဖို့အတွက်ကျမ်းမာရေးတောင်းရှိသူတွေရဲ့စစ်စစ်မှုခံလို့ရတယ်ပေါ့လေအဲတော့ကျမ်းမာရေးတောင်းရှိသူတွေကပွဲဆက်ထိုးလို့ရတယ်ဆိုပြီးခွင့်ပြုလိုက်တာကြောင့်ဆံမေးပွဲဆက်ထိုးတယ် ်ပထမပွဲချီမှာတော့တယောက်တယောက်အသာစီးရဆိုလို့သိပြီးတော့မရှိခဲ့ပါဘူးဒုတိယပွဲချီမှာတော့အဲတွေးလင်းထက်ရဲ့ပတ်တရောင်ထိပြီးတော့ဆံမီနောက်တောင်းကျသွားတယ်အမတ်စင်ရဲ့အတွက်ခံလိုက်ရတယ်အဲ့နောက်မှာပွဲဟာပိုပြီးကြီးကောင်းသွားတယ်ဒီအချိန်မှာတွေးလင်းထက်ကကိုယ့်ဘက်ကနောက်တောင်းကျအောင်လှုပ်လှန့်နိုင်ပေမဲ့ပွဲရဲ့တန်ပိုးမထိနိုင်ခဲ့ဘူးခင်ဗျအထူးဖြင့်ဆံမီကစွပ်ပြီးထိုးလာပြီဘာကြောင့်လဲဆိုတော့သူနောက်တောင်းကျသွားတော့သူ့တက်ထိနာသွားပြီလေအလဲထိုးပြီးနိုင်ရင်လားမနိုင်ရင်သူအမှတ်တွေလိုအပ်လာပြီ ဒီတော့သွေးလင်းတက်ကိုမဲပြီးတော့သူကဖိထိုးလာတာအဲ့ဒီတိုက်စစ်ဖွင့်တဲ့အချိန်မှာဆမ်အေးရဲ့တိုက်စစ်အားကိုရှော့ရှာဖို့ပွဲတံပိုးကိုရှော့ရှာဖို့သွေးလင်းတက်ကမကြိုးစားပဲနဲ့အပြန်အလှန်လိုက်ပြီးရှင်ထိုးခဲ့တော့အဲ့မှာတွင်သွေးလင်းတက်ခံရတော့တာပဲဘာကြောင့်လဲဆိုတော့ဆမ်အေးကနက်တယ်သူ့ရဲ့ high kick အမြင့်ရှည်ကန်ချက်တွေထုတ်သုံးတယ်ပြီးတော့သူ့ရဲ့လက်သီးတွဲလုံးတွေထုတ်သုံးတယ်ဆက်ချင်းဆိုတော့လည်းသွေးလင်းတက်ကိုကျိုးဝိုင်းတောင်းကိုပို့ပြီးရင်ပို့ပို့ပြီးရင်ပို့တွေလုပ်လာရတယ်ပြီးတော့ကျွန်တော်ပြောသလိုပဲ ုတိယပွဲစီတဝက်လောက်မှာဒိုလင်းထက်တက်လုံကြာသွားတယ်။အဲ့မှာရင်ဆမ်မေကပွဲကိုထိန်းချုပ်လို့ရသွားခဲ့တယ်ခမ။အဲ့လိုနဲ့တတိယပွဲကြီးပြန်ရောက်လာတယ်။တတိယပွဲကြီးမှာပွဲလှည့်ကြောင်ဖြစ်သွားတာကတော့ဆမ်မေရဲ့ထိုးချက်တွေပြားပေးမှုတွေကြောင့်ဒိုလင်းထက်နောက်ထောင်ပြန်ကျသွားတာဖြစ်ပါတယ်။ဒီတော့အချိန်နဲ့ကစားတူဖြစ်တဲ့အချိန်မှာတစ်ဖက်ကဆမ်မေကသူ့ရဲ့ဟိုက်ကီကန်ချက်တွေနဲ့အမှတ်ယူထားတာလက်သင့်ချက်တွေနဲ့အမှတ်ယူထားတာကြောင့်အသာစီးနေထားဖို့ပြန်ရောက်နေပါပြီ။ ခွင်းထားတတိယပွဲကြီးမှာလည်းသက်လွန်ကုန်နေသလိုတစ်ဖက်ကဆန်ပေကိုချန်ပီယံဟောင်းဆိုတဲ့အချိန်ရဲပြီးတော့ဝိုင်းရင်သဘာရင်ဆိုတဲ့အချိန်ရဲနဲ့သူ့ဘက်ကကြောက်တလို့ဖြစ်နေခဲ့တာကြောင့်အမှတ်ယူနိုင်စွမ်းမရှိတော့ဘူးဒီတော့တယောက်တယောက်အလဲမထိုးနိုင်လို့အမှတ်နဲ့ဆုံးဖြတ်ရတဲ့အချိန်မှာဆန်ပေကအနိုင်ရပါခဲ့တယ်ဒီပွဲဟာတွေးလင်းတဲ့အတွက်တော့2025ခုနှစ်ထဲမှာပထမဆုံးရှုံးရတဲ့ပွဲစဉ်ဖြစ်ပါတယ်ဝမ်းမှာဆိုရင်သူ့ရဲ့ကစားသမားဘွားဖြတ်သန်းမှုတခြားဒုတိယမြောက်ရှုံးပွဲ ကြောင့်ဆုံးလာတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီဘက်မှာရှုံးရလာတဲ့ကြောင့်ဆုံးလာတဲ့အတွက်တွင်တက်ဟာအရန်ကိုနှိစက်နေတဲ့အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးနဲ့အလံဝေးသွားပြန်ပါပြီရှေ့လာမဲ့ပွဲစဉ်တွေမှာတော့အကောင်းဆုံးပုံစံကိုပြန်လည်ထုတ်ဖို့ပြသပြီးတော့တွင်တက်အနေနဲ့အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးကိုအရောက်နဲ့မှဈေးလို့ဒီနေရာကနေဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာတ िश ူအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ